ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါတော့ကျွန်တော်တို့ဒီတစ်ပတ်က England Premier League ပွဲစဉ်တွေပြန်လာပြီပေါ့လေဒါ England Premier League ကအနေနဲ့မှာပဲကျွန်တော်တို့ပွဲချီပွဲကောင်းတွေအများကြီးရှိတယ်ဆိုတော့အခုလက်ရှိ Premier League ရဲ့ပွဲစဉ်30ကိုရောက်ပြီပွဲစဉ်30ကိုရောက်လာတဲ့အချိန်မှာပိတ်တက်တွေအတွက်စေဝန်စားစရာပွဲကောင်းတွေအများကြီးပေါ့လေဆိုတော့ကျွန်တော်တို့စနေနေ့မှာအစောဆုံး ကံမဲ့ပွဲကျွန်တော်စနေနေ့အစောဆုံးကံမဲ့ပွဲပေါ့လေဒါအခုဒီတစ်ပတ်ကလည်းပရီးမီယာလီဂ်ကကျွန်တော်အစောဆုံးကံမဲ့ပွဲကိုနောက်ဆုံးရွှေ့ထားတယ်အဲ့ဒါကပါလဲဆိုတော့ကာဘောင်ကပ်ကံတဲ့ပွဲစဉ်ဖြစ်ချာကြောင်းလီဗာပူးအသင်းနဲ့အာစတန်ဗီလာအသင်းကနနက်နနိုင်ခွဲဆိုပြီးခဲ့တဲ့ဘက်ကဘရန်ဖို့နဲ့လီဗာပူးပုံစံတိုင်းပဲပုံမှန်ကအဲ့ပွဲကကျွန်တော် UK မှာဆိုနေ့လယ်စနစ်ခွဲကံပါဒါပေမဲ့ဒီတစ်ခေါက်ကလည်းသူတို့ကကာဘောင်ကပ်ကံထားတဲ့လီဗာပူးပေါ့လေလီဗာပူးလည်းကံထားတဲ့အတွက်ကြောင့်ဆိုပြီးတော့သူတို့ကိုဘော်ဒူးနဲ့ ပွဲစဉ်ကြောင့်သူတို့ကိုပွဲ ရွှေထားတယ်အဲ့ဒါကဘယ်အချိန်ကလဲဆိုတော့သူတို့စနေနေ့ရက်နနက်နှစ်နာရီခွဲပေါ့လေကျွန်တော်မြန်မာစံတော်ချိန်ပြီးပြီးတော့ပုံမှန်ကမ်းမဲ့ည9နာရီကမ်းမဲ့ပွဲကိုရွှေထားတယ်ဆိုတော့အစောဆုံးပွဲက UK စံတော်ချိန်နေ့လယ်3နာရီမှာကမ်းတဲ့ပွဲတွေဖြစ်သွားတယ်ဆိုတော့နေ့လယ်3နာရီမှာ Brighton နဲ့ Leeds United ပွဲရှိမယ်ဘန်လီနဲ့အာဆင်ရှိမယ်ခရစ်စတယ်ပလစ်နဲ့ဘရန်ဖို့ရှိမယ်ဖူလန်နဲ့ဘူဗာဟန်တန်ရှိမယ်နော်တန်ဖောရက်စ်နဲ့မန်ချက်စတာယူနိုက်တက်ရှိမယ်ပြီးတော့မှစနေနေ့ရဲ့ နောက်ကြပွဲကျွန်တော် UK မှာညနေ9:00နာရီခွဲအိုက်ပွဲက Tottenham Hotspur နဲ့ Chelsea ရဲ့ London Derby ပွဲရှိတယ်ပြီးတော့မှ Liverpool က Aston Villa နဲ့ပွဲဆိုတော့အစောပိုင်းမှာ Man United နဲ့ Arsenal နဲ့နှစ်သင်းပွဲရှိတယ်ပြီးတာနဲ့ Spurs နဲ့ Chelsea ပွဲရှိမယ်နောက်ဆုံးပွဲက လီဗာပူးနဲ့ဖီလာဆိုတော့ကျွန်တော်စနေနေ့မှာပွဲကောင်းလေးပွဲကမ်းမယ်ဆိုတော့ကျွန်တော်စန်တော်ချိန်ရွှေ့သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတစ်ပတ်ကမ်းမယ်ပွဲတွေကတနအီနောက်ကြအောင်မှာဖြစ်တယ်ပုံမှန်ကျွန်တော်တို့ည၈ခွဲကမ်းမယ်နေ့လယ်၃နာရီပွဲတွေအားလုံးဟာည၉နာရီခွဲကမ်းမှာဖြစ်ပြီးတော့ဒီ7 light အချိန်ရွှေ့သွားတဲ့အတွက်ကြောင့်တနအီနောက်ကြမယ် Brighton Leeds United သိပ်ပြောစရာမရှိဘူးအချမ်းပြရ Leeds ကစားဖို့ကောင်းတယ်ဒါပေမဲ့သူတို့ကအိမ်ကွင်းပဲကောင်းတာအဝေးကွင်းအားနေတယ်ဆို Brighton နိုင်ရဖို့များတယ်သူတို့လည်းခြေကောင်းတဲ့အသင်းအထူးသဖြင့်အိမ်ကွင်းမှာဆိုသူတို့ခြေစွမ်းကောင်းတယ်နောက်တစ်ပွဲက Palace နဲ့ Brentford tie game ဖြစ်တယ် Palace ကအိမ်ကွင်းမှာ Liverpool ကိုကူးပြတ်နိုင်ထားတယ် Brentford ကတော့သူ့အတူတူချီဆွမ်းကောင်းတယ်ဒါပေမဲ့သူတို့ကအိမ်ကွင်းကိုအထူးကအားကောင်းတယ်ဒါပေမဲ့သူတို့လည်း short တက်လို့မရဘူး West Ham ကိုသူတို့အဝေးကွင်းနိုင်ထားတယ် London Derby ရဲ့ Liverpool ကိုနိုင်ထားတယ်ယုံကြည်မှုကြောင့် tight game ဖြစ်မယ်ကျွန်တော်တို့ crystal palace ပို့သဘောကြတယ် fulham နဲ့ wolverhampton wolf ကဲ victor pereira တိတ်မကြခင်ထုတ်ခံရနိုင်တယ် fulham marco silva အမှတ်၃မှတ်ယူမယ်အိမ်ဝင်ဖြစ်တော့ဆိုတော့ပွဲကောင်းနှစ်ပွဲက burnley နဲ့ arsenal တင်းရဲ့ပွဲပါဘန်လီကအခုလောလောဆယ်မှာ back to back နှစ်ပွဲဆက်တိုက်နိုင်ထားတယ်။ဘန်လီကရလက်နည်းနည်းပြန်ကောင်းပြီးတော့ back to back နှစ်ပွဲဆက်တိုက်နိုင်ထားတယ်။သူတို့တဲ့ form ပြန်ကောင်းတယ်။ဒါပေမဲ့ ဒီနှစ်သင်းထိတ်တိုက်ဆုံးတွေ့ရမှာဘန်လီကိုအာစနယ်ကနောက်ဆုံးသူပရီးမီးယားလိတက်လာတဲ့နှစ်မှာအင်ကွဲမှာ3-1အဝေးကွန်မှာ5-0နဲ့နိုင်ထားပြီးတော့ ကိုပြက်ချစ်ပြက်နိုင်ထားတဲ့အချိန်မှာအခုလက်ရှိဘန်လီရဲ့ဖောင်ကတော့ Leeds ကိုနိုင်တယ် Wolverhampton ကိုနိုင်တယ်ဆိုတော့သူတို့ကရုန်းကန်ရတဲ့အသင်းပေါ့လေ Leeds United ကိုအိမ်ကွင်းနိုင်ပြီးတော့ Wolves ကိုအဝေးကွင်းနိုင်ထားတဲ့ဘန်လီနဲ့ Scott Parker ရဲ့အသင်းရဲ့ယုံကြည်မှုကတော့တော်တော်လေးတော့ကောင်းနေတယ်အဲ့မှာ Arsenal ကတော့ October ကန်နဲ့6ပွဲရှိတယ် Champions League 2ပွဲ Olympiacos ရဲ့ Atletico Madrid ရဲ့အခု Brighton ရဲ့3ပွဲလုံး clean sheet ရတယ်ပြီးတော့ Fulham ရဲ့ West Ham ရဲ့ Palace ရဲ့ London Derby 3ပွဲလုံးလည်း clean sheet ရပြီးတော့6ပွဲလုံးနိုင်ထားတယ်အာဆင်နယ်ကနောက်တစ်ခုက ်ချယ်ဆီကစပါးနဲ့ထိတိုက်တွေ့နေတဲ့အချိန်လီဗာပူးကဗီလာနဲ့ပွဲချက်မန်စီးတီးကလည်းဘုံပေါင်းနဲ့ကစားပါတဲ့ကြောင့်သူတို့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်တယ်ဆော့ဆော့စီကံရတဲ့သူတို့အတွက်ပြိုင်ဘက်တွေကိုပရက်ရှာပေးနိုင်မဲ့အခွင့်အရေးဖြစ်တယ်ပုံမှန်အဖြစ်ဘန်လီဟာထိုက်ကိန်းဖြစ်တာမှန်တယ်ရှောင်းတိုက်လက်ထက်ဆိုရင်တော့ဒါပေမဲ့စကော့ပါကာအသင်းကခန်းစစ်အရင်ကြီးကစားတဲ့အသင်းမဟုတ်ဘူးဆိုတော့အာဆနယ်အနေနဲ့ဟိုတနေ့ကလည်းအဓိကကစားမှာအများစုကိုအပိုင်းလိုက်အနားပေးသွားတဲ့အချက်ကြောင့်ကျွန်တော်ထင်တော့ပြက်တာမရှိဘူးဒီဘွဲပြီးရင်ချန်ပီယံလိဂ်ကအသီးတိုက်အောင်အာဆနယ်သူ့လုံသူ့လုံသွားနိုင်တယ် အဖိုးတန်သုံးမှတ်ကိုသူတို့ထပ်ပြီးရယူသွားနိုင်မဲ့သဘောမျိုးရှိတယ်။အဲကည9နာရီခွဲမှာကံမဲ့ပြီးတာနဲ့ Northern Forest နဲ့ Manchester United ပွဲ Forest ကအခုရှုံတိုက်လက်ထက်မှာနှစ်ပွဲကစားပြီးွားပြီပေါ့လေ Forest ကနှစ်ပွဲကစားပြီးတဲ့အချိန်မှာ Forest ကလည်းလောလောဆယ်နေထားရတော့သူတို့ Europa League ကိုနိုင်ထားတယ်။ဒါပေမဲ့ဘုံမောက်ကိုသူတို့2-0နဲ့ရှုံးတယ်။ Forest က Premier League မှာဆို back to back ၄ပွဲဆက်တိုက်ရှုံးတာသူတို့နောက်ဆုံး ပွဲကဒါဖန်လီကိုတည်ကြတာ Manchester United ကနောက်ဆုံး၅ပွဲမှာ Brentford ကိုရှုံးပြီးတော့ Chelsea နိုင်နဲ့ Sunderland နိုင်နဲ့ Liverpool နိုင်နဲ့ Brighton နိုင်နဲ့ဆိုတော့ Premier League မှာ back to back 3ပွဲဆက် United နိုင်ထားတယ်။ဆိုတော့ဒီနှစ်သေးထိပ်တိုက်တွေ့မှုမှာ Nottingham Forest က Manchester United ကိုနောက်ဆုံး3ပွဲဆက်တိုက်နိုင်တယ်။ Forest ကသူ့အိမ်ကွင်းမှာ2-1တပွဲ1-0တပွဲနိုင်ပြီးတော့ မန်ယူနိုက်တက်အဝေးခွင်မှာ3-2နဲ့နိုင်တယ်အိုက်ရှေ2023 20မှာတော့ United က Forest ကိုနိုင်ထားတယ်ဆိုတော့ဒီသတင်းထိတိုက်တွေ့ရမှုမှာတော့ Forest အပါစီရထားတာပေါ့လေနောက်ဆုံး3ပွဲဆိုတော့ question က Shawn Dyke အသင်းကို Ruben Amorim ရဲ့ Manchester United အတိုင်းယူဖို့လွယ်ကူမလားပုံမှန်အဖြစ် Arch Coso Goku အသင်းဆိုရင်မခတ်ဘူးဗျာဘာလို့ Arch ကတိုက်စစ်ဖွင့်ကစားတဲ့အသင်းဒါပေမဲ့ Shawn Dyke ကတော့ခံစစ်ကိုနည်းနည်းအားပြုတဲ့အသင်းဖြစ်တဲ့ကြောင့်နည်းနည်းတော့သတိထားရမယ် tight game ဖြစ်မယ်ခြေစွမ်းရကြည့်ရင်ဗျာ Liverpool တောင်နိုင်ထားတယ် Brighton နိုင်ထားတယ်ဆိုတဲ့ခြေစွမ်းရ ကြည့်တယ်ဆိုရင်တော့ Man United အတွက်အနိုင်ရမယ့် chance ရှိတယ်ဒါပေမဲ့ City Ground ဖြစ်တဲ့အတွက်ရောရှုံတိုက်ရဲ့ပထမဆုံးအိမ်ကွင်း Premier League ပွဲဖြစ်တယ်ဆိုတဲ့အချက်ကလည်းတော့သတိထားရမယ် ထိုက်ဂိမ်းဖြစ်မယ်သူကညမြန်မာစံတော်ချိန်9နိုင်ခွဲနေ့လေ UK မှာ3နိုင်ကမ်းမယ်ပြီးတော့မှနောက်ထပ်ပွဲက Tottenham Hotspur အသင်းနဲ့ Chelsea ရဲ့ပွဲ London Derby ပွဲဖြစ်တဲ့ Spurs ကလည်းရလက်တွေက up and down ဖြစ်နေတယ် Premier League မှာအင်ကွင်းရလက်ဆိုးပေမဲ့အဝေးကွန်းမှာတော့ Spurs ကတော်တော်လေးကောင်းတယ်ဒါပေမဲ့နောက်ဆုံးကစားတဲ့ St. James က Carabao Cup မှာတော့သူတို့ရုန်းကန်ရတယ် Chelsea ကအဲ့ Carabao Cup မှာသူတို့နောက်ဆင်းတက်ထားတယ်ဆိုတော့ဒီနှစ်သင်းထိပ်တိုက်ဆုံးတွေ့မှုမတွေ့ခင်မှာ Chelsea အသင်းနဲ့ပတ်သက်လို့ပေါ့လေနောက်ထပ်အနီးကပ် Lyon Delac ကအခုပြန်ကောင်းလာပြီရှိပထမဆုံးပွဲမှာအနီးက က်ပြလို့ဒီပွဲလွဲချုံမယ်ဆိုတော့သူတို့တိုက်စစ်ကထုံးစံတိုင်းဂျော်ဘတ်ထိုးနဲ့ပြန်ပွဲထွက်မယ်ဆိုအဲ့ဒါနည်းနည်းတော့ annoying ဖြစ်စရာအချက်တစ်ချက်ရှိတယ်ထော်တန်ကအခုခရစ်ရှယ်ရိုမဲရိုမပါနိုင်ရင်လည်းတိုင်ပတ်မှာဒန်ဆိုနဲ့မစ်ချီဗန်ဒါပန်အဲ့လော strong ဖြစ်ဖို့စပါးကနောက်ခုကအင်ကွင်းရလက်နည်းနည်းအားနေတယ်အခုနောက်ပိုင်းအင်ကွင်းရလက်ကိုကြည့်ရင်အင်ကွင်းမှာဘုံမောက်ကိုလည်းရှုံတယ် wolf ကိုလည်းတည်ကြတယ်အာဆွန်ဗီလာကိုလည်းရှုံထားတယ်သူတို့အင်ကွင်းမှာရုံးကန်ရတယ်ဒါပေမဲ့ထူးခြားတာက special ဝင်းကွင်းကောင်းတယ် Chelsea ကတော့အခုလောလောဆယ်အနေထားရတော့သူတို့ရဲ့ return ကပြန်မမိနိုင်ဘူး up and down သူတို့လည်း1990တဲ့ပွဲကိုထပ်ထနိုင်နေမတူလားတဲ့ပွဲပေါ့လေသူတို့ away ကွင်းမှာ Manchester United ကိုရှုံးနေ Brighton ကိုသူတို့ထပ်ပြီးတော့ Brighton ကိုသူတို့အင်ကွင်းမှာရှုံးပြီးတော့မှ Liverpool အင်ကွင်းနိုင် Forest ကိုအင်ကွင်းနိုင်ဆိုတော့ Chelsea ကအင်ကွင်းတဲ့ပွဲဆက်ရှုံးပေမဲ့ away ကွင်းမှာတော့တပွဲနိုင်တပွဲရှုံးနေဆိုတော့ဒီနှစ်သိန်းထိတ်တိုက်ဆုံးတွဲမှုတွေ့ရှိ Chelsea ကစပါးနဲ့ဆိုရင်ဘယ်လိုပြောမလဲစပါးကတစ်နှစ်ပြ 2စီးနဲ့တနစ်ပဲရှိတယ်အဲ2စီးတနစ်ကလွန်ရင် Chelsea ကစပောက်ဘယ်ချင်းထကန်ကန်နိုင်လဲဗျအဲ့ဒါထူးကြတာ စပားဘလောက်ကောင်းတဲ့ချိန်ပဲဖြစ်ဖြစ်ချယ်ဆီဘလောက်ညံ့တဲ့ချိန်ပဲဖြစ်ချယ်ဆီကစပားကိုအမြဲတမ်းလိုလိုထိတ်တိုက်ဆိုးတယ်မို့အသာစီးရတဲ့အချက်ပဲဆိုတော့ထော်တန်ဟော့စပါအင်ကွင်းဖြစ်ရင်တောင်မှမလွယ်ဘူးနောက်ချယ်ဆီမှာအက်စတာပဲခြေစွမ်းပြနေတယ်နောက်တစ်ခုကနက်တူကအရင်နဲ့ကောင်းပြီးသားဂျော့ဘတ်ထူဂိုးပေါက်ပြောင်းနေတဲ့တိုင်အောင်ချယ်ဆီကအခုကွင်းလေတွေခါစီရိုအန်ဇူရိုနောက်ချယ်ဆီအသင်းရဲ့ထိတ်တိုက်ပွဲတွေမှာပွဲကြီးတွေမှာသူတို့ကြီးကောင်းနိုင်တယ်ထော်တန်ဟော့စပါကလည်းသူတို့ရဲ့ test ပေါ့လေဒီအာဒီမှာသူတို့ Manchester City ကိုနိုင်ထားတယ်ဒါပေမဲ့ပွဲကြီးတွေမှာသူတို့အသေးချာပြန်ကြည့်ရမယ်ထိ ိုက်ကင်းဖြစ်တဲ့စပါအသင်းအနေနဲ့သူတို့အိမ်ကွင်းဖောင်အားနေတဲ့အချက်တစ်ချက်နောက်တစ်ခုကစပါရဲ့ချဲစီကိုအမြဲအသာစီးရတဲ့အချက်ကတကယ်ကိုကြည့်ကောင်းမဲ့ပွဲဖြစ်တယ်ကျွန်တော်ကတော့အပွဲအသေးကိုဦးတည်နိုင်တယ်ဒါပေမဲ့ချဲစီကတော့ဒါစပါကိုအမြဲအသာစီးရတဲ့စိတ်ပိုင်းဆိုင်ရာအားသာချက်ရှိမယ်ည7နာရီကံမဲ့ UK မှာညနေ9နာရီခွဲပြီးတော့မှည8နာရီ UK မှာကံမဲ့ Liverpool နဲ့ Aston Villa ရဲ့ပွဲမြန်မာစံတော်ချီတူနနက်2နာရီခွဲမှာကံမဲ့ Liverpool ကအခုလုံးဝကိုစိတ်ပြည့်စံနောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတယ် အာဖီမှာ back to back ရှုံးထားတယ်။ပဲလစ်ကို၃ခုပြည့်ရှုံးတယ်။ရှေ့ပွဲတုန်းက United ကိုအိမ်ခွေမှာရှုံးတယ်။ Aston Villa ကအခုဆက်တိုက်ပဲသူတို့တောင်းလျှောက်ရလဒ်တွေကောင်းနေတယ်။ Premier League မှာနောက်ဆုံး၅ပွဲမှာ Sunderland ကိုအဝေးခွင့်သေးချပြီး Fulham ကိုအိမ်ခွေ၊ Brighton ကိုအိမ်ခွေ၊ Spurs ကိုအဝေးခွင့်၊ Man City ကိုအိမ်ခွေ။ဆိုတော့ Spurs ရော Man City ရောကို back to back နိုင်ထားတယ်ဆိုတဲ့ယုံကြည်မှုက United အမေရိကတော်တော်ကိုအားကောင်းနေတဲ့အချက်ပဲ။ ဆိုတော့လီဗာပူးကပုံမှန်အဖြစ်အက်ဆိုပီလာကိုသူတို့အိမ်ကွင်းဆိုတာစီးရားလေးရှိတယ်နောက်ဆုံး၅ချိန်မှာတော့သူတို့နှစ်ပွဲနိုင်တစ်ပွဲတည်ကြတယ်ဒါပေမဲ့ဗီလာကဗီလာပတ်မှာတော့နှစ်ပွဲတည်ဆိုတော့အက်ဆိုပီလာကနောက်ဆုံး၅ပွဲမှာလီဗာပူးကို ၃ပွဲတီကံပြီးတော့၂ပွဲရှုံးထားတယ်ရှုံးတဲ့၂ပွဲကအန်ဖီမှာဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာအန်ဖီလည်းခမန်းကခတ်တယ်ဗျအခုလောလောလီဗာပူးအသင်းကိုကလက်ရှိအနေထားရတိုက်စစ်ကအာဂျီတီကီပါပါမလားဆာလတ်စကာယိုခြေစွမ်းပြမလားနီးပြဘလိုပုံစံလူတိုင်းထွက်မလဲနီးပြအာနီစတော့အန်ဒါပရက်ရှာပဲဒီပွဲပြင်သူတို့ရဲမက်ဒရစ်နဲ့ကန်ရမယ်ပြီးတာနဲ့မန်ချက်စတာစီးတီးကိုအက်တီဟက် ခွင့်ကမ်းရမယ်ဆိုဒီဘွဲကလီဗာပူးနီးပြပရက်ရှာတွေကရုတ်ထွက်ခြင်း must win game ပဲခတ်တာရတယ်သူတို့ကိုယ်တိုင်ကလည်းဘာမှမသိတကယ် tight game ဖြစ်တယ်သီယိုဦးတီပါပဲဒါပေမဲ့လီဗာပူးကမဖြစ်မနေဆိုအနိုင်ရသင့်တယ်ဒါပေမဲ့ခံမရခတ်တယ်ဘာကြောင့်လဲဆိုတော့အက်ဆွန်ဗီလာခြေကောင်းလာတဲ့အချက်တစ်ချက်ပေါ့လေမန်ချက်စတာစီးတီးနဲ့ပေါ်မှာလည်းသူတို့ကောင်းကောင်းကစားနိုင်ရတဲ့အတွက် နောက် Spurs နဲ့ပွဲတွေလည်းသူတော်တော်လေးကောင်းနေဗျာအဲ့အချက်ကိုကြည့်ပြီးတော့ short တွက်လို့မရတဲ့ပွဲ Liverpool တွက်တကယ်ကိုခက်ခဲမဲ့ပွဲဆိုတော့ကျွန်တော်တို့ဒီစနေနေ့မှာ Manchester United က Forest ကို away win ကမ်းမယ် Arsenal က Burnley ကို away win ကမ်းမယ် Chelsea က Spurs ကို away win ကမ်းပြီးတော့ Liverpool ကအင်ကွင်းမှာ Villa နဲ့စနေနေ့ရဲ့ပွဲကြီးပွဲကောင်းပြပြလီပွဲစဉ်တွေရဲ့ပွဲစဉ်30ဖြစ်ပါတယ်ဘသူတွေအနိုင်ရကြမလဲကိုမမဝင်ရမှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်